အပြောဆိုနဲ့ပတ်သက်လာတဲ့အခါကျတော့မြတ်စွာဘုရားဆုံးမတဲ့အတိုင်းကိုယ့်ကိုကြိုးစားဘယ်လိုကြိုးစားမလို့ငါသည်အကြောင်းအရာမှန်ကန်တာကိုသာ ပြောမယ်အမှားတရားမမှန်တာကိုမပြောဘူးမှန်ကန်တော့လဲအကျိုးရှိတာကိုသာ ပြောမယ်အကျိုးမရှိတာကိုမပြောဘူးမှန်လဲမှန်တယ်အကျိုးလဲရှိတယ်ဆိုတော့လဲပဲ ြောသင့်တဲ့အချိန်ရောက်မှ ပြောမယ်ပြောသင့်တဲ့အချိန်မဟုတ်ရင်မပြောဘူးစကားဆိုတာမှန်လဲမှန်ရမယ်ကိုပြောတဲ့စကားသည့်အကျိုးလည်းရှိရမယ်ပြောဖို့လည်းအချိန်တန်တယ်အဲ့သုံးချက်ကြီးရမယ်ပြီးတဲ့အခါကျတော့ပြောဖို့ဆိုဖို့နဲ့ပတ်သက်ပြီးတော့ရိုင်းရိုင်းဆိုင်ဆိုင်မမကြောကြော ပြောမှလားမဟုတ်ဘူးရင်ကြီးကြီးတိမ်မွေးစွာပြောမယ်ရိုင်းရိုင်းဆိုင်ဆိုင်မပြောဘူး နံပါတ်5မေတ္တာစိတ်နဲ့ပဲပြောမယ်ဒေါသစိတ်နဲ့ပဲပြောဘူးဟောတာစီကံထားလိုက်လို့ရှိရင်အကောင်းဖြစ်သွားတယ်ကြိုးစားရမယ်လို့ဆိုတော့ငါပြောတဲ့စကားသည်အကြောင်းအရာလည်းမှန်ရမယ်အကျိုးရှိတာလည်းဖြစ်ရမယ်ပြောသင့်တဲ့အချိန်နဲ့ရောင်းရမယ်ပြောပြီဆိုရင် အရင်ခြေဆုံးစကားနဲ့ပြောမယ်ရင်ကြီးတဲ့အသုံးနှုံးနဲ့ပြောမယ်ရင်ထဲကမေတ္တာနဲ့ပြောမယ်ဟော အဲ့ဒါလို့ကိုယ့်ကိုစ조사မယ်ဆင်ញင်သုံးသပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခြင်းကြံကြုတ်ကိုအထုံမှုတွေဟာဒါအောင်မြင်တော့မှာပဲကိုယ့်ရဲ့ကိုချင်းတရားကောင်းမြင်မှုတွေဟာအောင်မြင်တော့မှာပဲ